င်္ဂလာပါရှင် People's Free ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့ဂျွန်လ25ရက်နေ့အတွက်သတင်းတွေကတော့မော်ချီဒေတာကိုစစ်ကောင်စီကလေကြောင်းပုံးကျရမှာပြည်သူ20ထက်မနည်းထိခိုက်မှုရှိခဲ့ပါတယ်မိုးပြဲတိုက်ပွဲကနှစ်ပတ်ဆက်တိုက်ပြင်းထန်နေပါတယ်စစ်သင်္ဘော10စီးကျော်ဗမော်ဘက်ကိုဥတီနေတယ်လို့သိရတာပါဒီသတင်းတွေနဲ့အတူတီးတိမ်မြို့နယ်မှာစစ်ကောင်စီတပ်ကိုချင်းပူပေါင်းတပ်တိုက်ခိုက်နေတဲ့သတင်းလဲနားဆင်ရမှာဖြစ်ပါတယ်ရှင် ကရင်နီပြည်နယ်ဖားဆောင်မြို့နယ်မှာရှိတဲ့မော်ကြီးဒေသကိုစစ်ကောင်စီလေကြောင်းကနေဘုံကျဲတက်ခိုက်တာမှာပြည်သူအယောက်20ထက်မနည်းထိခိုက်ပြီးသေဆုံးသူတချို့လည်းရှိတယ်လို့ဆွေရှောင်းအေးကုညင်းနေသူတချို့ပြောပါတယ်ဒီမနက်7နာရီလောက်မှာမော်ကြီးဒေသတောင်ပေါ်ရွာကို Jet Fighter နဲ့စစ်ကောင်စီဘုံကျဲခဲ့တာလို့သိရပါတယ်စစ်ကောင်စီကတိုက်ပွဲဖြစ်တဲ့ဖားဆောင်မြို့ကိုဘုံကျဲတာမဟုတ်ပဲမော်ကြီးကအလို့သမားအများပြရှိနေတဲ့ခဲချင်းလောက်ွက်ပေါ်တက်ခိုက်တာဖြစ်တယ်လို့ ကရင်နီစစ်ဆောင်အရေးကုညီနေသူတအူကအသိပေးပါရယ်မော်ချီတံပေါ်ရွာမှာရှိတဲ့ဒီခဲလောက်ွက်ကလက်ရှိအလုတ်သမားအများဆုံးလောက်ကင်နေတဲ့နေရာတွေလည်းဖြစ်ပါရယ်ဒီနေ့မနက်ပိုင်းကဖားဆောင်မြို့မှာတိုက်ပွဲဖြစ်ခဲ့တယ်လို့ကရင်နီစစ်ရေးသတင်းရှင်းမြစ်ကပြောတာပါ2024 February 29ရက်မှာစခဲ့တဲ့ဖားဆောင်မြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်စခန်း6ခုနဲ့ကာကင်းနေရာ3ခုကိုကရင်နီတပ်ပေါင်းစုကသိမ်းပိုက်နိုင်ခဲ့ပါရယ် ဒါကြောင့်လက်ရှိမှာဆိုရင်အခြေဆိုင်တက်ရင်နှစ်ခုဖြစ်တဲ့ခလာရ134နဲ့135တက်ရင်တို့ပဲကျန်တော့တာဖြစ်ပါတယ်စစ်ကောင်စီတက်ရက်တိုက်လျင်တွေကကရင်ဒီဘက်ကိုတောက်လျှောက်လာနေတဲ့အတွက်စစ်ပေးရှောင်ပြည်သူတွေအနေနဲ့လေရင်တန်နားဆွင့်ပြီးဂရုပြုနေထိုင်ကြဖို့သတင်းရှင်တွေကသတိပေးပါတယ်ဒီနေ့လေကြောင်းတိုက်ခိုက်ခရမှုမှာထိခိုက်သူတွေရဲ့နောက်ဆက်တွဲအခြေအနေကိုတော့အသေးစိတ်မသိရသေးပဲဆက်လက်မေးမြန်းနေဆဲဖြစ်ပါတယ်အာနာသိမ့်ပြီးတဲ့နောက်ပိုင်းစစ်ကောင်စီက ဒီနေ့လေကြောင်းတိုက်ခိုက်မှုအပအဝင်ဆိုရင်မော်ချီဒေတာကိုလေကြောင်းတိုက်ခိုက်မှု၄ကြိမ်ထပ်မံပြုလုပ်ထားပါတယ်။ဒီဖြစ်စဉ်တွေမှာလေလသားအရွယ်ကလေးငယ်အပအဝင်ပြည်သူ၁၃ရောက်သေဆုံးခဲ့ရပါတယ်ရှင်။ရှမ်းပြည်တောင်ပိုင်းနဲ့ကရင်နီပြည်နယ်ကိုချိတ်ဆက်ရာမိုးပြဲမြို့မှာတိုက်ပွဲတွေပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိနေပါတယ်။စစ်ကောင်စီကစစ်ရေးအရာရေးပါတဲ့မိုးပြဲမြို့ကိုပြန်ထိန်းချုပ်နိုင်ဖို့ဒီနှစ်စံပိုင်းကစပြီးအချိန်ချင်းထိုးစစ်ဆင်နေတာမှာ ဂျွန်လ14ရက်နောက်ပိုင်းမြေပြင်တိုက်ပွဲကပိုပြင်းထန်လာနေတယ်လို့သိရပါတယ်။ဒီတိုက်ပွဲတွေမှာတော်လှန်ရေးတပ်တွေရဲ့တံပြန်ထိုးစစ်ကြောင့်စစ်ကောင်စီကအနှဲငယ်တပ်ပြန်ဆုတ်နေရတဲ့အထိကိုအခြေအနေကပြင်းထန်နေတယ်လို့မိုးပြဲစစ်မြေပြင်ကရဲဘော်တအူ People's Spring ကိုပြောပါတယ်။ဒီနှစ်ပတ်ကျော်တိုက်ပွဲတွေအတွင်းကရင်နီပူပေါင်းတပ်ကရဲဘော်10ဦးကန်ကြဆုံးပြီးစစ်ကောင်စီဘက်ကတော့အယောက်40ထပ်မနည်းသေဆုံးမှုရှိနိုင်တယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကပြောပါတယ်။ စစ်ကောင်စီတပ်သားတချို့ကိုစစ်တုံးဘန်းဖြစ်ဖမ်းဆီးရမိပြီးလက်နက်ခဲယမ်းတွေသိမ်းဆီးရထားတယ်လို့လည်းသိရတာပါ။ဒါနဲ့ပတ်သက်ပြီးကရင်နီပူးပေါင်းတပ်တွေကိုမင်းမြန်ရမှာတော့တပ်ပေါင်းစုအသွင်နဲ့စစ်ကောင်စီကိုခုခံနေကြောင်းစစ်ရေးအရာတော့တီးကြားမှတ်ချက်မပေးနိုင်သေးကြောင်းမိုးပြဲဒေသခံကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။စစ်ကောင်စီဟာမိုးပြဲမြို့ရဲ့မြောက်ဘက်ခြမ်းနှမိုင်ကျော်အကွာမှာရှိတဲ့မြို့ဆောင်တပ်အမှတ်420နဲ့ချင်းမြန်တပ်ရင်းက10မြို့ရဲကိုဝန်နိုင်ဖို့အတွက် အင်အား900ထက်မနည်းသုံးနေတယ်လို့ကရင်နီပူပေါင်းတပ်တာဝန်ရှိသူတွေကဆိုပါတယ်။ဒါအပြင်လေကြောင်းကနေပုံကျဲတာမစ်ဆိုင်တုံးတွေ120မမလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာတွေကိုလည်းစစ်ကောင်စီတပ်ကအပြင်းထန်ပြုလုပ်နေတယ်လို့သိရတာပါ။ဓာတ်တမကပဲစစ်ကောင်စီတပ်နဲ့ PNO ပအုပ်ပြည်သူစစ်တပ်ကဖဲခုံဘက်ကနေပါစစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေပါတယ်ရှင်။စစ်ကောင်စီတင်းပေါ်တွေကချင်းပြည်နယ်ဗမော်ဘက်ကိုဥတီလာနေတဲ့သတင်းတွေကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါရယ်စစ်ကောင်စီရဲ့စစ်အင်အားလက်နက်ခဲယံနဲ့ရိခါရီတင်ဆောင်လာတဲ့သင်္ဘော၁၂စီးကံပါရေရင်အုပ်စုကဂျွန်လ၂၄ရက်မနေ့ကမကွေးတိုင်းမှာအေယာဝတီမြစ်ကြောင်းအတိုင်းအထက်ကိုစံတက်သွားနေတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်လို့ဗိုလ်မှူးကြီးနော်ဘူးက People's Spring ကိုပြောတာပါအဲ့ဒီစစ်ကောင်စီသင်္ဘောတွေက KIA မြို့သိမ်းတပ်ပွဲဖော်ဆောင်နေတဲ့ဗမော်မြို့ကိုဥတီလာတယ်လို့ ကချင်စစ်ရေးတရေရှိမြတချို့ကခမန်းထားပါရယ်။ဒါအပြင်မကွေးတိုင်းဒေသခံတချို့ကလည်းဗမော်ကိုဥတီတာ ဖြစ်နိုင်တယ်လို့သုံးသပ်ကြပါရယ်။စစ်ကောင်စီတင်းပေါ်တွေကဂျွန်လ22ရက်နေ့မှာအေယာဝတီတိုင်းဝါခဲမာမြို့ကနေစထွက်လာတာဖြစ်ပြီးဂျွန်လ23ရက်မှာရှင်နယ်ချောင်း24ရက်မနေ့ကတော့စလင်းနယ်ကိုဖြတ်တန်းသွားတယ်လို့သတင်းရှိမြတချို့အသိပေးထားပါရယ်။အဲ့ဒီတင်းပေါ်တွေဖြတ်တန်းချိန်စစ်ကောင်စီဘက်က drone နဲ့ပစ်ခတ်မှုတချို့ရှိခဲ့တယ်လို့ပြောပါရယ်။ ပြီးတော့ဗမော်ကိုဒီစစ်သင်းဘောတွေဥတီလာနေတဲ့သတင်းတွေထွက်နေတဲ့အချိန်မှာအေယဝတီမြစ်ဘေးကထီးကျန်ကတာရွှေကူမြို့နယ်တွေမှာလည်းစစ်ကောင်စီဘက်ကစစ်ရဲလှုပ်ရှားမှုတွေရှိနေတယ်လို့ကချင်သတင်းရမျက်တချို့ပြောပါတယ်။ဒါကြောင့်မြစ်ကမ်းဘေးနေထိုင်တဲ့ပြည်သူတွေသတိထားကြဖို့ပြောဆိုမှုတချို့လည်းရှိနေတာပါ။ KRA ကဗမော်မြို့ကိုအပိသက်သိမ်းနာရေးကျိုးပန်းနေတာနှစ်ဝက်ကျော်လာပြီးစစ်ကောင်စီဘက်ကလည်းလေကြောင်းပစ်ကူပေးခုခံမှုတွေပြုလုပ်နေပါတယ်။ KRA ပူးပေါင်းတပ်ဟာ မမော်မြို့သိန်းစစ်စင်ရင်မဆခင်2024ဩဂတ်စ်လတုန်းကမမော်ကိုစစ်အင်အားဖြည့်ဖို့လာတဲ့စစ်ကောင်စီရဲ့တင်ပေါ်တွေကိုတိုက်ခိုက်နှိမ့်ယုတ်ခဲ့ပူပါတယ်။အဲ့ဒီတုန်းကမမော်ကိုစစ်ကူနဲ့ခဲရံတွေပို့ဆောင်ဖို့ဆန်တက်လာတဲ့စစ်ကောင်စီတင်ပေါ်ရှစ်စီးတဲကတစီပဲမမော်မြို့ကိုရောက်ခဲ့တာလို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်ရှင်။ချင်းပြည်နယ်မြောက်ပိုင်းစီစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတီးတဲ့မြို့နယ်မှော်ပီးရွာနဲ့ထေဆန်းရွာကြားမှာချင်းတော်လှန်ရေးပူးပေါင်းတပ်ကတိုက်ခိုက်နေတယ်လို့ချင်းသတင်းရင်းမြစ်ပြောပါတယ်။ ပြီးခဲ့တဲ့မေလတတိယပတ်မှာကလေးမျိုးကနေအင်အားအလုံးအရင်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာမှွာပြီးရွာမှာတက်ဆွဲထားခဲ့တာပါအဲ့ဒီကနေရှေ့ဆက်တိုးလာတဲ့အတွက်တိုက်ပွဲဆက်ဖြစ်နေတာလို့သတင်းရှင်းပြကရှင်းပြပါတယ်စစ်ရေးအခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူးကလေးမျိုးအခြေစိုက်စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ကူပေးနေတယ်လို့သိရပါတယ်စစ်ကောင်စီထောက်ခံသူတွေရဲ့ဖော်ပြချက်ဖြစ်တဲ့စစ်ကောင်စီတပ်တွေတိုင်းငင်းကိုရောက်ရှိနေပြီဆိုတဲ့ရေးသားမှုကဝါဒဖြန့်နေတာသာဖြစ်တယ်လို့ချင်းသတင်းရှင်းပြကပြောပါတယ် ချင်းညင်အောင်ပြောရေးဆိုခွင့်ရှိသူဆလန်းရောမန်ကလည်းဒေတာကုတ်ကဲမှုစစ်ဌာနချုပ်ကလေးကနေတက်လာတဲ့စစ်ကောင်စီရင်တန်းတဲ့အခြေရင်ဖွဲ့တွေဟာမော်ပြီးရွာကိုကျော်လာပြီးထေဆန်းရွာမှာချင်းပူပေါင်းတက်နေထိတွေ့တိုက်ပွဲတောက်လျှောက်ရှိနေတယ်လို့ဒီရက်ပိုင်းစစ်ရေးအခြေအနေကိုအသိပေးထားပါတယ်။စစ်ကောင်စီတပ်ဟာတိုင်းငင်းကိုမရောက်သေးဘူးလို့ဆလန်းရောမန်ကရှင်းပြပါတယ်။တိုင်းငင်းမြို့ဟာလမ်းဆုံမြို့ဖြစ်ပြီးတိုင်းငင်းကနေညာဘက်ကိုသွားရင်တီးတိမ်မြို့ဘက်ရောက်မှာဖြစ်ပြီး ဘဲဘက်ကိုသွားရင်တော့ချင်းညီနောင်သိမ့်ပိုက်ထားပြီးဖြစ်တဲ့ဖလန်းမျိုးကိုရောက်ရှိမှာဖြစ်ပါရဲ့ရှင် People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးရတာဖြစ်ပါတယ်